လောက၌အကောင်းဆုံးသောအရာလောကမှာအကောင်းဆုံးသောအရာဟာဘာလဲဘယ်အရာဟာလောကမှာအကောင်းဆုံးလဲလို့မေးလိုက်ရင်အဖြစ်မျိုးမျိုးထွက်လာမှာသိကြပါတယ်ဟိုလူကဟိုဟာကိုအကောင်းဆုံးလို့ပြောမယ်ဒီလူကဒီဟာကိုအကောင်းဆုံးလို့ပြောမယ်တို့တယောက်နဲ့တယောက်အကောင်းဆုံးအရာတတ်မှတ်ချက်ချင်းတူညီကြမှာမဟုတ်ပါဘူး လူတရားအကြိုက်တဲ့မျိုးဆိုတဲ့အတိုင်းလူအမျိုးမျိုးမှာအကြိုက်အမျိုးမျိုးရှိကြမှာပါကို့အကြိုက်ဆုံးအရာကိုပဲအကောင်းဆုံးအရာလို့သတ်မှတ်ကြမှာပါဒါကပုဂ္ဂလဒိဋ္ဌာန်အနေနဲ့ပြောရတာပေါ့ဒါပေမဲ့ပုဂ္ဂလဒိဋ္ဌာန်အနေနဲ့မဟုတ်ပဲ ဓမ္မအဋ္ဌာနေနဲ့အကောင်းဆုံးရာသတ်မှတ်တဲ့နေရာမှာတော့ကိုကြိုက်တာမကြိုက်တာကိုပဓာနာပြုလို့မဖြစ်ပါဘူးပင်ကိုယ်တဘာဝအရာ အကောင်းတာမကောင်းတာကိုပဲပဓာနာပြုရပါမယ်သူ့ပင်ကိုယ်တဘာဝကိုကအကောင်းဆုံးအရာ ဖြစ်နေဖို့ပဲလိုအပ်ပါတယ်တရားနာပိဋ္တန်များလောက၌အကောင်းဆုံးသောအရာဘာဖြစ်မယ်လို့ထင်ပါတယ်လောကမှာဘယ်အရာအကောင်းဆုံးလို့ယူဆပါတယ် ကိုယ့်အတွေ့နဲ့ကို ဖြည့်ကြည့်ကြပါအောင်ကိုယ့်အထင်နဲ့ကို ပြောကြပါအောင်တရားအကောင်းဆုံးပါဖရာဝိပဿနာအကောင်းဆုံးပါဖရာနိဗ္ဗာန်အကောင်းဆုံးပါဖရာအကောင်းဆုံးနေပါဖရာတယောက်တစ်မျိုးစီပါလားနော်ကဲဘယ်အဖြစ်မှန်တယ်လဲဆိုတာဖြည့်ကြည့်ကြဖို့ဇက်တော်လေးတစ်ပုတ်ရဲ့ဏိဒန်းပိုက်လေးကိုနည်းနည်းလေးပြောပြပါမယ် တခါတော့ကဘာယနတိပြီမှာဗြမရမင်းကြီးအုပ်ဆိုးစဉ်တုန်းကဦးစင်းတို့ရဲ့မြတ်စွာဘုရားအလောင်းဟာအဲ့ဒီဗြမရမင်းကြီးရဲ့ပူရဟိတ်ပုံနာ ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီပူရဟိတ်ပုံနာကိုဗြမရမင်းကြီးကအင်မတန်ချစ်တယ်အင်မတန်မျက်နှိုးတယ်ပေးစရာရှိ သူများထပ်ပို့ပြီးတော့ပေးတယ်ချီးမြှောက်စရာရှိ သူများထပ်ပို့ပြီးတော့ချီးမြှောက်တယ်ကိုကြီးဆောက်ရှောက်စရာရှိသူများထပ်ပို့ပြီးတော့ ဝင်ကြီးဆောင်လျှောက်တယ်အတိုးချုပ်ပြောရမယ်ဆိုရင်တော့ဘူရော့ဟိတ်ပုံနာကိုဗျမရတ်မင်းကြီးကသူများထပ်ပို့ပြီးတော့ချင်းမြန်လို့တယ်အားလုံးထပ်တီတီတာတာကိုချင်းမြန်လို့တော့တနေ့မှာဖျောင်းလောင်းဘူရော့ဟိတ်ပုံနာကစဉ်းစားတယ်ရှင်မင်းကြီးကငါ့ကိုသူများထပ်ပို့ပြီးတော့ချင်းမြန်လို့တယ်ဒီလိုချင်းမြန်လို့တာဟာငါရဲ့ အမျိုးမျက်ချင်းကြောင့်ပဲလားဒါမှမဟုတ်ငါပညာတတ်ချင်းကြောင့်ပဲလားဒါမှမဟုတ်ငါရဲ့ကိုချင်းသီလကောင်းချင်းကြောင့်ပဲလားစံသက်ကြည့်အောင်ပါပဲဆိုပြီးတော့တနေ့မှမင်းနန်းတော်ကနေအခါစားပြန်လာတဲ့အချိန်ရှင်ပရင်ရဲ့ရွှေပရင်ဖိုကနေပြီးတော့ရွှေတပြားတစ်ခုအတိမပေးပဲနဲ့ ယူလာခဲ့တယ်။ဒုတိယနေ့မှာရွှေသပြားနှစ်ခုအတိမပေးဘဲနဲ့ယူလာခဲ့တယ်။တတိယနေ့မှာရွှေသပြားတစ်စုပ်အတိမပေးဘဲနဲ့ယူလာခဲ့တယ်။ရွှေပရင်တွေကလည်းပဲပူရောဟိတ်ပုံနာကိုရိုသေလေးစားတဲ့အတွက်ကြောင့်ပထမနေ့မှာဘာမှမပြောဘူး။ကြည်နေလိုက်တယ်။ဒုတိယနေ့မှာလည်းဘာမှမပြောပါဘူး။ကြည်နေလိုက်တယ်။တတိယနေ့ရွှေတစ်စုပ်လည်းယူရော့ချက်ချင်းဖမ်းပြီးတော့သင်ဟာဒီလောက်အချိန်ကာလကြာအောင် ိုက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 ျင့်သည်လာရှိတယ်လို့လို့နဲ့လဲလဲခဲ့တာပဲသင်ဟာနှစ်ပေါင်းများစွာကို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 ကျင့်သည်လာရှိတယ်လို့လို့အယောင်ဆောင်ခဲ့တာပဲဒီနေ့တော့သင်ရဲ့အမှန်တရားပေါ်ပြီးသင်ဟာကိုကျင့်သည်လာလုံးဝမရှိတဲ့လူတစ်ယောက်ပဲသင်ကိုကျွန်ုပ်ဖန်နေဆိုပြီးတော့တခုပြို့တခုတခုနဲ့တခါတဲ့អော်တော့တာပဲ ဲ့ဒီလိုအော်တော့အနီးနားပအဝန်းကျင်မှာရှိတဲ့လူတွေက ပြေးလာကြပြီးတော့ဟိုလူကနှစ်ချက်သုံးချက်လောက်ရိုက်လိုက်ဒီလူကနှစ်ချက်သုံးချက်လောက်ရိုက်လိုက်နဲ့ဝိုင်းဝိုင်းပြီးတော့ရိုက်ကြတယ်။တင်ကိုကျွန်ုပ်တို့ကပညာရှိသူတော်ကောင်းကြီးကိုကျင်သီလအကောင်းတဲ့ပုဂ္ဂိုလ်ကြီးလို့ထင်လာခဲ့တာ။ထင်ပြီးတော့ရိုသေလေးစားခဲ့တာခုတော့တင်ဟာကိုကျင့်တီလာမရှိတဲ့သူတည်းရဲ့ သူတယောက်ပဲဆိုပြီးတော့အကျိုးနဲ့လက်ပြန်ချိုးတုပ်ပြီးရှင်ဘရင်စီခေါ်လာခဲ့တယ်။ရှင်ဘရင်စီရောက်တော့ရှင်ဘရင်ကဘာကိစ္စလဲဒီလိုပါပဲရှင်ဘရင်ရဲ့ရွှေပရင်ဘိုကလည်းရွှေသည်ပြားတွေတုံးရတိုင်တိုင်ခိုးယူတဲ့အတက်ကြောင့်ရှီတော်မခေါ်လာခဲ့ခြင်းမှာကဲဒီလိုခိုးယူတယ်ဆိုလို့ရှိရင်လည်းသူ့အပေါ်မှာပေးတင်ပေးထိုက်တဲ့မင်းပြမင်းသားပေးလိုက်တော့ ပေါ့တရားဥပဒေတိုင်းစီရင်လိုက်ပါလို့ရှင်ဘရင်ကမိန်တော်မူတဲ့အခါမှာပူရောဟိပုံနာကြီးကအရှင်မင်းကြီးအကျွန်ုပ်တခုမဟုတ်ပါဘူးတခုမဟုတ်ပါဘူးဆိုရင်ရွှေဘရင်နေဘူကရွှေသေးအသိမပေးပဲပါဖြစ်လို့ယူရတာပါလေမှန်လားပါအရှင်မင်းကြီးအရှင်မင်းမြတ်ဟာ ကျွန်ုပ်ကိုသူများထပ်ပို့ပြီးချင်းမြတ်လို့တယ်သူများထပ်ပို့ပြီးတော့ချင်းမြောက်တယ်သူများထပ်ပို့ပြီးတော့စောင်းလျှောက်တယ်သူများထပ်ပို့ပြီးတော့အေးပေးတယ် အားလုံးထပ်ပို့ပြီးချစ်မြတ်နိုးခြင်းအေးပေးခြင်းဟာကျွန်တော်မျိုးအမျိုးမြတ်လိုလားပဲပညာတွေတက်လိုလားပဲကိုကျင့်သေးတာကောင်းလိုလားဆိုတာစံတက်ကြည့်ခြင်းလို့ကျွန်ုပ်ယခုကဲ့သို့ယူရခြင်းဖြစ်ပါတယ်ခုတော့ကျွန်ုပ်သိပါပြီအမျိုးမြတ်တာလားညတာလဲဘာမှတုံမရပါဘူးပညာတက်တာလဲဘာမှတုံမရပါဘူးကိုကျင့်သေးတာကောင်းခြင်းကလည်း အာသာ၃ရပါတယ်လောကမှာ အကောင်းဆုံးဟာကိုကျင်သီလာလောကမှာအမြတ်ဆုံးအရာဟာကိုကျင်သီလာဆိုတာကျွန်ုပ်သဘောပေါက်ပါပြီလောကမှာသီလာထက်ကောင်းမြတ်တဲ့အရာမရှိဘူးဆိုတာကျွန်ုပ်သဘောပေါက်ပါပြီဒါကြောင့်လောကမှာအကောင်းဆုံးဖြစ်တဲ့ ဒီကိုကျင့်သေးတာနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်နိုင်ဖို့အတွက်အင်ယာတီထောင်လူပေါင်းကိုစွန့်ပြီးတော့ရဟန်းပြုတော်ထောက်ခွင့်ပေးပါတော့ရှင်ဘရင်ကလည်းအကျိုးအကြောင်းသိသွားတော့တော်မထွက်ဖို့တားပါတယ်ပူရောဟိတ်ဘုံနာကြီးရဲ့ဆွေမျိုးတွေမိစေတွေကလည်းတားကြတယ်ငိုကြတယ်ဘလိုပင်ငိုယူပြီးတောင်းမှ ပေးကြပါမယ်။ဘူယောဟေပုံနာကတော့လောကမှာအကောင်းဆုံးအရာဖြစ်တဲ့ကိုကျင်သီလနဲ့ထိုက်တန်တဲ့ကျင့်စဉ်တွေလုပ်ငန်းတွေကိုဆိုတာအိမ်ယာတီထောင်လူပေါင်းထဲမှာနေပြီးလှုပ်ချင်းအဖြစ်မပြည့်စုံနိုင်ပါဘူး။လူပေါင်းကိုဆိုတော့ထွတ်ရဟန်းပြုပြီးတော့ကျင့်သုံးမှသာလျှင်ဒီသီလနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်လို့ရမယ်။သီလနဲ့ထိုက်တန်တဲ့အလုပ်အထုအထိန်ရောက်ပြည့်ပြည့်စုံမယ်။ဒါကြောင့်မတားကြပါနဲ့တော့ လို့ဆိုပြီးတော့မေတ္တာရက်ခံပါတယ်နောက်ဆုံးတော့ရှင်ဘရင်ကလည်းခွင့်ပြုလိုက်ရပါတယ်အဲ့ဒီလိုရှင်ဘရင်ကခွင့်ပြုလိုက်ပြီဆိုတော့တပြိုင်နက်တည်းပဖျားလောင်းပြောဟိတ်ပုံနာကရှင်ဘရင်နဲ့တကွာနန်းတော်မှာရောက်လာကြတဲ့ပိတ်တဲ့အားလုံးကိုကာရာလေးတစ်ပုံနဲ့တရားဟောပါတယ်တီလန်ကိရဝကလျာဏတီလန်လောကီအနုတ္တရပတ္တဂောရဝီတော့ နာကောတိလဝါဒိနဟာညတိလောကမှာကိုချင်းတိလဆိုတာအကောင်းဆုံးပဲကိုချင်းတိလထက်ကောင်းတာဘာမှမရှိတော့ဘူးကြီးလိုက်ကြစမ်းပါဦးကြံတန်းတဲ့အစိတ်ရှိတဲ့အစိတ်ပြင်းထန်တဲ့မွေကိုတောင်မှမကြိုက်ခင်မငင်းဆဲတဲ့အတွက်တိလရှိသူတို့ချီးမွမ်းကြတယ်ဘသူကမှသူ့ကိုမငင်းဆဲကြဘူးကြီးကြလိုက်စမ်းပါဦး အောင်ဆိုတာကပူရဟိတ်ပုံနာကိုလက်ပြန်ချိုးတုပ်ပြီးတော့နောင်တော်ကိုခေါ်လာတဲ့အချိန်လက်ခရီးမှာပါတွေ့ရတယ်ဆိုတော့မွေအလံမွေအလံပဲဆရာတွေမွေအလံပဲပြနေတာတွေ့ရတယ်တခါတည်းရမွေရဲ့လေပင်ကိုကင်တခါတည်းရမွေရဲ့အမိကိုကင်တခါတည်းရလူရဲ့လေပင်မှာမွေကိုပပီးတော့မွေအလံပဲမွေအလံပဲ ပဲကစားပြရတယ်။အဲ့ဒါတွေကိုမြင်ရတော့ပူရောဟိတ်ပုံနာက မွေအလံပဲတမားတွေကိုပြောတယ်။အမောင်တို့ဒီမွေကိုလဲရင်းကနေဘာလို့ကင်ကြတာလဲ။အမီးကနေဘာလို့ကင်ကြတာလဲ။ဘာလို့လဲရင်းမှာရစ်ပတ်ပြီးကစားကြတာလဲ။ဒီမွေဟာတင်းတို့ကိုကိုက်လို့ရှိရင်တင်းတို့အသက်ဆုံးရှုံးရလိမ့်မယ်။ဒါကြောင့်မကင်ကြပါနဲ့။ဒီလိုပြောတော့မွေအလံပဲဆရာတွေပတ်ဝန်းကျင်မှာရှိတဲ့လူတွေကပုံနာကြည့်ဒီမွေဟာတိသားရှိတယ်။ အကျဉ်းကောင်းတယ်။တင်တာလင်းတီလာမရှိတဲ့သူဖြစ်တယ်။အကျဉ်းယုတ်မာတဲ့သူဖြစ်တယ်။တင်တာလင်းတီလာမရှိအကျဉ်းယုတ်မာတဲ့အတွက်ကြောင့်ရှင်ဘရင်ရွှေပရင်ဘိုးကရွှေတွေကိုခိုးယူတာမဟုတ်လား။တင်မွေဟာငါတို့ကိုမကြိုက်ဘူး။မငင်းစဲဘူး။တီလာရှိတယ်။ဒါကြောင့်သူသူတို့နဲ့ကစားတယ်တင်တာလည်းတီလာမရှိမရှိသူဆိုပြီးတော့နောက်ထပ်တစ်ချက်လောက်ထည့်ရလိုက်ပြန်တယ်နော်ခရလောင်းပုံနာကအဲ့ဒါကိုပြန်ပြီး ပြောပြတာပါ ကြည်လာကြစမ်းပါအစ်မတန်အစိပ်ပြင်းထန်တဲ့မွေတောင်မှလူတွေအလုံးကယုံမုံကြဆတ်ဆုပ်ကြကြောက်ရွံ့ကြတဲ့မွေတောင်မှမကြိုက်ဘူးမငြင်းဆဲဘူးဆိုရင်ဒီမွေဟာတီလာရှိတဲ့သူအချင်းကောင်းတဲ့သူဆိုတဲ့နတ်မီလေးကိုရပါတယ်အချင်းကောင်းတဲ့သူတီလာရှိတဲ့သူဆိုပြီးတော့ချီမွန်ချင်းကိုခံလိုက်ရပါတယ်ဒါကြောင့်ဘဝမှာတီလာတီစားလေးအကောင်းဆုံးဖြစ်ပါတယ် အဲ့ဒီအကောင်းဆုံးဖြစ်တဲ့သီလနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်ဖို့အတွက်ကျွန်တော်ကို တော်ထွက်ခွင့်ပြုပါတော့လို့အဲ့ဒီတရားဆုံးမပေးပြီးတော့တော်ထွက်သွားပါတယ်။အဲ့ဒီတော့ဇတ်တော်ကိုဒီနေရာမှာခိတခဏယန္နာထပေါ့ဇတ်တော်ဆုံးပြီဆိုတာနဲ့တရားကလည်းဆုံးပါပါ။အဲ့ဒီတော့ဒါဆိုရင်တရားနာပြီတဲ့များအဖြေရပြီပေါ့လောက၌အကောင်းဆုံးသောအရာဟာဘာတဲ့လဲသီလပါဗျာသီလတဲ့ဒါ မြတ်စွာဘုရားရှင်ကိုရိုတိုင်းဟောထားတဲ့တရားတော်ဖရာအလောင်းတော်ဖေဘဝကဟောခဲ့တဲ့ဂါရာကိုခုဖရာဖြစ်တဲ့အခါမှာတဆင့်ပြန်ပြီးတော့ဟောတယ်မှားပါတယ်လို့မကန့်ကွက်ပဲမှန်ပါတယ်လို့ပဲအတည်ပြုထားတဲ့အတွက်ကြောင့်ဒါတည်ပင်လည်းအလောင်းတော်ဘဝကဟောခဲ့တဲ့ဒီဂါရာတည်ပင်လည်းဖရာဟောဂါရာစစ်စစ်ဖြစ်ပါတယ်